ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဒီဇင်ဘာလ10ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လာရုံပါဒီ channel လေးကပြည်ပင်း channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အမျိုးသားညီညွတ်ရေးအစိုးရကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီးဒေါက်တာဆဆဦးထင်လင်းအောင်ဒေါက်ခင်မမမျိုးမဲ့ဤတင်စာမောင် ဒေါ်နော်ဆူဇန်နာလှလှဆူဦးမိုးစောအပါအဝင်ဝင်ကြီးနဲ့ဒုဝင်ကြီးတချို့ပြန်မပါတော့ကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရကိုပြန်လည်ဖွဲ့စည်းလိုက်ပြီးဝင်ကြီးတချို့နဲ့ဒုဝင်ကြီးတချို့ပြန်လည်ပါဝင်ခြင်းမရှိတော့သည်ကိုတွေ့ရှိရပါတယ်။ဒီကနေ့မှာ ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH က2020ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာပြည်သူလူထုကဒီမိုကရေစီနှိကျအနှင်းလိုက်တဲ့အာဏာကိုကျင့်သုံးလျက် Federal Democracy ပြည်ညင်အရာ မျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်းကြေညာပါတယ်။ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့အမျိုးသားညီညွတ်ရေးအစိုးရမှာနိုင်ငံတော်သမ္မတဖြစ်ဦးဝင်းမြင့်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ဒေါက်ဆန်းစုကြည်တို့ကဆက်လက်ပါဝင်နေပြီးယာယီသမ္မတဖြစ်ဒူဝါလက်ရှိလက်ကတာဝန်ယူထားပါတယ်။ပြည်ထောင်စုအစိုးရအဖွဲ့မှာဝန်ကြီးချုပ်ဖြစ်မန်ဝင်းခိုင်တန်းကတာဝန်ယူပြီးဒေါက်တာဇော်ဝေစိုးကိုပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ်ခန့်အပ်ထားပါတယ်။အခြားသောဝန်ကြီးများဖြစ် ဒေါ်စင်မာအောင်ကမူလာအတိုင်းနိုင်ငံခြားရေးဝန်ကြီးအဖြစ်၎င်းဥလင်ကိုလက်ကပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဥယျာဉ်မကကာကွယ်ရေးဝန်ကြီးဒေါက်တာလျံမုံစာခေါင်းကဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဥတင်ထွန်နိုင်ကစီမံကိန်းဗန်ဒါရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကလူမှုကွန်ရီရေးအလုသမားနှင့်လူသားချင်းစာနာထောက်ထားရေးဝန်ကြီးကြာထွေပန်ကပညာရေးဝန်ကြီးဒေါက်တာရွှေပုံကကျန်းမာရေးဝန်ကြီးဒေါက်တာတူခေါင်ကတယန်စတာနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအောင်မျိုးမင်းကလူခွင့်ရေးဆိုင်ရာဝန်ကြီးဦးသိန်းဦးကတရားရေးဝန်ကြီးဦးစိုးသူရထွန်းကလျှက်စစ်နဲ့စွန့်ရင်ဝန်ကြီးဖြစ်လကောင်းတာဝန်ယူထားပါတယ်ဒုဝန်ကြီးများအဖြစ်ဒေါက်တာစိုးခိုင်မျိုးထွန်းနဲ့ဒေးဗစ်ကွမ်အောင်တို့ကနိုင်ငံခြားရေးဝန်ကြီးဌာနဒုဝန်ကြီးများဖြစ်လကောင်းခူသေးပူးနဲ့ဦးကျော်နေကပြည်ထောင်စုနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ဒုဝန်ကြီးများဖြစ်လကောင်းနိုင်ကောင်းရွက်ကကာကွယ်ဝန်ကြီးဌာနဒုတိယဝန်ကြီးမိုင်းဝင်းသူကဖက်ဒရယ်ပြည်ထောင်စုရေးရဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီး မင်းစီယာဦးကစီမံကိန်းဗန်နာကြီးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးဒေါက်တာငိုင်းတက်မောင်ကလူမှုကူညီရေးအလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးဒေါက်တာခင်မောင်လွင်ကကျန်းမာရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးခွန်စောဖူးကတရင်စတားနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးဦးအောင်ကျော်မိုးကလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးဦးမော်ထွန်းအောင်ကလျှက်စစ်နဲ့စွန့်ရွေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးဖြစ်ဆက်လက်တာဝန်ယူထားပါတယ်။ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ NUG အစိုးရအဖွဲ့မှဒေါက်တာဆဆဦးထင်လင်းအောင်ဒေါက်ခင်မမမျိုးနိုင်ထွန်းပေခေါ်နိုင်သူဝနဒေါ်နော်ဆူဇန်နာလှလှစုဦးမိုးစောဦးဒေါ်ဤတင်ဇမောင်ဦးချစ်ထွန်းတို့အပေါင်းဝင်ဝင်ကြီးနဲ့ဒုတိယဝင်ကြီးရှိဦးပြန်လည်ပါဝင်လာခြင်းတော့မရှိတော့ပါဘူးမြို့သားညီညွတ်ရေးအစိုးရဖက်ဒရယ်ပြည်ထောင်စုရေးရာဒုဝင်ကြီးဦးချစ်ထွန်းမာခူးဤချစ်ထွန်းမှာတော့ယခုနှစ်စက်တင်ဘာလ25ရက်နေ့မှာကွယ်လွန်ခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ ဝါဒူးမှာစစ်ကြောင်းထိုးတဲ့စစ်ကောင်စီ BGF DKP ပူးပေါင်းစစ်ကြောင်းတိုက်ခိုက်ခံရပြီး BGF အထိနာနေကြောင်းတင်ဆက်ပေးပါမယ်။ကရင်အမျိုးသားအစည်းအရုံး KNU ထင်းချုံနေမီဖောက်ပွန်ခရင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာကနေမီမှာရှိတဲ့ဝါဒူးဝါတိုးခုဒေသကိုစစ်ကြောင်းထိုးရန်ကြိုးစားနေတဲ့အနာသိန်းစစ်ကောင်စီနဲ့ကရင်နေကြားဆောင်တပ် BGF ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKP ပူးပေါင်းဖွဲ့များနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မဟာမိတ်ပူးပေါင်းတမျှကြားဒီဇင်ဘာလ9ရက်နေ့မှာစတင်ကတိုက်ပွဲများပြင်းထန်နေကြောင်းနေမိခင်တနင်္ချင်းမြစ်တွေကဆိုပါတယ်။နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်မှာအကြံဖတ်စစ်တပ်ဘက်မှပူးပေါင်းကူတိုက်ပင်းနေတဲ့တဒါဦးတကော့ပလီအခြေစိုက်ပူးမောင်ချစ်ဦးစီးတဲ့ BGF အမှတ်1331တရင်လောက်ခံတပ်ဖွဲ့များနဲ့ဗိုလ်လကြိုင်ဦးဆောင်တဲ့ BGF အမှတ်1331တရင်လောက်ခံတပ်ဖွဲ့များထိခိုက်သေးဆုံးမှုများရှိနေကြောင်း မိမဖော်လိုတဲ့နေမီကန်တရင်ရင်မြစ်ကပြောပါတယ်စစ်တကဂရိုင်းတိဖာပေါ်နေမီအလုံးကိုပြန်လဲထိန်းချုပ်နိုင်ဖို့စစ်ကြောင်းထူးကြိုးစားနေတာအကြံဖတ်စစ်ကောင်စီပူပေါင်း BGF နဲ့ဘူဘီဥဆောင်တဲ့ DGB အဖွဲ့တွေကစစ်ကူပေးတာလမ်းကြောင်းပြပေးတာတွေလှုပ်ဆောင်နေတာလို့အစိုးရနေမီကန်တရင်ရင်မြစ်ကပြောပါတယ်အာနာသိန်းစစ်ကောင်စီပူပေါင်းတပ်ဖွဲ့တွေဟာ KNU တပ်မှ၅ဘက်မှလက်လွတ်ဆုံးရှုံးခဲ့ရတဲ့စခန်းများနဲ့နေမီများပြန်လဲစုမှုထိန်းချုပ်နိုင်ရန်အတွက်အစွမ်းကုန်စူးစမ်းလျက်ရှိနေပြီး မြေပြင်စစ်ကူနဲ့လက်နက်ကြီးပစ်ကူများဖြင့်ဝင်းဒရုန်းများနဲ့ထောက်လန့်မှုများဒရုန်းဖြင့်ဘုံတိကျချတိုက်ခိုက်မှုများလေရင်ပစ်ကူများနဲ့ပါဘုံကျတိုက်ခိုက်မှုများစက်တိုက်လှုပ်ဆောင်နေကြောင်းမြေပြင်သတင်းတောက်ကပြောပါတယ်တိုက်ပွဲများပြင်းထန်နေတဲ့ KNU တပ်မဟာအမှန်ငါမူတော်ခိုင်ဒွေးလူမြို့နယ်နောက်ခူထကြေးရွာကိုဒီဇင်ဘာလ9ရက်နေ့နေ့လယ်12နာရီဝန်းကျင်မှာအကြမ်းဖက်စစ်ကောင်စီမှဝိုင်းတွဲလေရင်နဲ့ဘုံသုံးလုံးလာရောက်ကျေချာမှုကြောင့်နောက်ခူထကြေးရွာမှာ အယက်တပြည်သူတို့လက်တံရမစိုးရင်ရရရှိခဲ့ပြီးလူနေအိမ်တလုံးထိမှန်ပျက်စီးခဲ့ကြောင်းကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLC သတင်းရင်းမြစ်ကဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့စစ်ကောင်စီနဲ့အပြစ်ရတာတော်လိုင်းရေးပန်းတိုင်မထိခိုက်ခရင်အစုံထိဆက်ရှောက်မဲလို့ TNL စုခဲ့ကြောင်းတင်ဆက်ပေးပါမယ်အနာသိစစ်ကောင်စီတက်နဲ့အပြစ်ကရစေးရေးလက်မှတ်ထိုးတာတောင်းတက်မတော် PSLF TNL ရဲ့တော်လိုင်းရေးပန်းတိုင်မျှော်မဲချက်ကိုထိခိုက်စေမှာမဟုတ်ပဲ ခရီးလန်းဆုံးတဲ့အထိဆက်လက်ရှောင်လန်းနေမှာဖြစ်ကြောင်း TNL ကထုတ်ပြန်ပါတယ်။ PSLF TNL တရင်ပြင်ကြားရေးဌာနရဲ့နိုဝင်ဘာလထုတ်စာဆောင်ကိုဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာထုတ်ပြန်ခဲ့ရမှာ။အေဒီတာအပေါ်မှာအပြစ်ခတ်ရစေးလှုပ်ဆောင်ခဲ့ခြင်းနဲ့ပတ်သက်လို့အခုလိုရေးသားဖော်ပြထားတာပါ။ PSLF TNL ဟာတောင်တမျိုးသားလုံးအဖိနှိတ်ခံဘဝမှာလွတ်မြောက်ရေးဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုအာမခံတဲ့တောင်ပြည်နယ်တည်ဆောက်ရေးအမျိုးသားတန်တူရေးနဲ့အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးရရှိဖို့တော်လှန်ရေးစတင်ခဲ့တာဖြစ်ပြီးနှစ်ပေါင်း62နှစ်ရှိခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။တော်လှန်ရေးအမြင့်ဆုံးပန်းတိုင်ကိုတစ်တုံညာနှစ်ခွန်စစ်စင်ရေးမှပေါ်ဆောင်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။တော်လှန်ရေးအောင်မြင်မှုနဲ့တူ2025ခုနှစ်ဖေဖော်ဝါရီလမှစတင်ကစစ်ကောင်စီရဲ့တာလွန်အင်အားနဲ့ထိုးစစ်စင်တာလက်နက်ကြီးပစ်ခတ်တာတအောင်ပြည်မှာရှိတဲ့အရတားပြည်သူလူထုတွေကိုဥတည်ပြီးလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် ရတပြည်သူများတိတ်ဆုံးတာဘာသာရေးအဆောက်နေအိမ်စာတင်ကြောင်းနဲ့စေယုံများထိခိုက်ပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ PSLF TNL ထင်းချုံနေမြမှာရတပြည်သူတွေကိုလေကြောင်းနဲ့ပုံကျဲတက်ခိုက်မှုပျက်စီးဆုံးရှုံးမှုတွေနဲ့အသက်ဘေးကင်းလုံခြုံမှုပေးနိုင်ဖို့စစ်ကောင်စီတပ်နဲ့အပြစ်ခတ်ရဲစေးကြီးကိုရည်ထိုးခဲ့ရတယ်လို့ TNL ကရှင်းပြထားပါတယ်။စစ်ကောင်စီနဲ့အပြစ်ခတ်ရဲစေးကြီးသဘောတူးရမှာ TNL တင်ပိုက်ထားတဲ့မိုးကုတ်မိုးမိတ်ကနေ TNL တက်တွေစစ်ခွာရမယ်ဆိုပြီးသဘောတူညီမှုရခဲ့တာပါမိုးမိတ်နဲ့မိုးကုတ်ကိုစစ်ကောင်စီတံပြန်ပေးလိုက်ရတဲ့ပေါ်ပေးဆက်နေတဲ့သူရီကိုတောင်းမှကြောင်း TNL အထွေထွေအတွင်းရင်းမှုချုပ်ဗိုလ်ချုပ်တာပုံကျော်ကလွန်ခဲ့တဲ့တပတ်လောက်ကလူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်စစ်တပ်နဲ့အပြစ်ရက်ခဲရတာကြီဘတ်ဂျက်မရှိစင့်အားနည်းလို့ဖြစ်ပြီးပွဲမပြီးသေးကြောင်းလဲဗိုလ်ချုပ်တာပုံကျော်ကလူမှုကွန်ရက်မှာရေးသားထားပါတယ်တရနယ်လျာ1392ခုစစ်စင်ရေးမှာ မဟာမိတ်တွေနဲ့ပေါင်းပြီးစစ်ကောင်စီတပ်စခန်းရာချီမြို့စစ်နှမြို့ကိုသိမ်းပိုက်ခဲ့တာပါ2025ခုနှစ်မှာတော့နောက်ချိုကြောင်မင်းနဲ့တီဘောမြို့တွေကနေဆုတ်ခွာပြီးအော်တိုဘာလောက်ကောင်မှာတော့တရုတ်ရဲ့ဂျာဝင်မှုနဲ့မိုးမိတ်နဲ့မိုးကုတ်မြို့ကိုစစ်ကောင်စီတန်းပြန်ပေးကအပြစ်ခတ်ရဲစေးရေလှုပ်ဆောင်ခဲ့ရပါတယ်အပြစ်ရဲ့သဘောတူညီချက်အရ TNL တက်တွေထွက်ခွာပြီးနိုဝင်ဘာလောက်ကောင်ပိုင်းမှာစစ်ကောင်စီတပ်မိုးကုတ်နဲ့မိုးမိတ်မြို့ပြန်ဝင်လာချိန်မှာတော့အခြားတော်လိုင်းတက်တွေနဲ့စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ပါတယ် မုတ်ကုတ်မုံမိတ်ကြားမှာကချင်လွတ်လပ်ရေးတက်မတော် KIA PDF နဲ့စစ်ကောင်စီတက်အကြတိုက်ပွဲဖြစ်ခဲ့တယ်လို့မုတ်ကုတ်မြို့ပြန်မှာလည်းစစ်ကောင်စီတက်နဲ့ PDF တို့တိုက်ပွဲဖြစ်ခဲ့ပါတယ်ဒေသခံပြည်သူတွေကိုလုံလောက်အောင်အသိပေးတာမျိုးမရှိပဲစစ်တပ်လက်ထက်လွှဲပေးခဲ့တဲ့ပေါ်ပြည်သူတွေက TNL အပေါ်ကိုအပြင်းထန်ဝေဖန်နေကြပါတယ်ဒေသခံပြည်သူအများစုကစစ်တပ်ရန်ကြောက်တာကြောင့်မြို့ကိုရှောင်ပြေးနေကြရပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးချင်တာကတော့ဘီနင်မှာဖြစ်ပွားခဲ့တဲ့စစ်တပ်အာဏာသိမ်းမှုမအောင်မြင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဘီနင်နိုင်ငံမှာစစ်အာဏာသိမ်းမှုဖြစ်ခဲ့ပြီးမအောင်မြင်ခဲ့ကြောင်းအစိုးရကကြေညာခဲ့ပါတယ်။ဒီဇင်ဘာလ9ရက်နေ့တုန်းကအနောက်အာဖရိကဒေသတွင်နိုင်ငံတစ်ခုဖြစ်တဲ့ဘီနင်မှာစစ်တပ်အရာရှိတချို့ကအာဏာသိမ်းလိုက်ပြီးလို့ကြေညာခဲ့ပါတယ်။နိုင်ငံပိုင်ရုံးမြင့်တန်ကြားဌာနတွေကနေမနက်ပိုင်းမှာထုတ်လွှင့်တဲ့ကြေညာချက်မှာတော့လက်နက်ကိရိယာအပြည့်အစုံနဲ့စစ်သားတွေကိုတွေ့ရှိခဲ့ရပါတယ်။ ဲဒီနောက်အချင်းတွေကအရင်ရှုပ်ထွေးသွားခဲ့ပြီးပြည်သူတွေလည်းထိတ်တလန့်ဖြစ်ကုန်ကြပါတယ်။နိုင်ငံရဲ့အကြီးဆုံးနဲ့အစိုးရရုံးဆိုင်ရာမြို့ဖြစ်တဲ့ကိုတိုနူမှာလည်းပြင်းထန်တဲ့ပေါက်ကွဲတံတွေထွက်ပေါ်နေခဲ့ပါတယ်။ဒေသခံတွေကတော့အဲ့ဒီပေါက်ကွဲတံတွေဟာလီကျောင်းတက်ခိုက်မှုတွေကြောင့်ဖြစ်နိုင်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။နိုင်တချို့ကြာမှာတော့အစိုးရကနောက်ဆက်တွဲကြီးညာချက်ထုတ်ပြန်ခဲ့ရမှာအဲ့ဒီအာဏာသိမ်းမှုဟာဘီနေစစ်တပ်တစ်ခုလုံးရဲ့လှုပ်ဆောင်ချက်မဟုတ်ကြောင်းအစိုးရကိုဆက်လက်တည်ဆောက်ခံနေတဲ့တပ်ဖွဲ့တွေဟာ ာဏာသိမ်းမဲ့အကြံစီကိုတားဆီးနိုင်ခဲ့ကြောင်းဖော်ပြထားပါတယ်။အစိုးရထုတ်ပြန်ချက်မှာတော့အာဏာသိမ်းဖို့ကြံစီခဲ့တဲ့တက်အရာရှိတွေကိုတက်တွင်းအောင်ကြွသူတွေအဖြစ်ဆွဆွဲထားပါတယ်။ဘီနင်မှာအာဏာသိမ်းကြောင်းကြီးညာချိန်မှာအင်းကြီးချင်းနိုင်ဂျီးရီးယားနိုင်ငံကအဲ့ဒီအခြေအနေကိုတုံ့ပြန်ဖို့တိုက်လေရင်တွေဆီလုပေးခဲ့ပါတယ်။လေကြောင်းပြန်တမ်းမှုမှတ်တမ်းတွေအရနိုင်ဂျီးရီးယားလေရင်300ဟာဘီနင်လေပိုင်နဲ့ထဲဝင်ရောက်လာခဲ့ပြီးအဲ့ဒီနောက်ပြန်လည်ထွက်ခွာသွားတာကိုတွေ့ရှိခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့နိုင်ဂျီးရီးယားအစိုးရကဘီနင်မှာအာဏာသိမ်းမဲ့အထုမှုကိုဟန်တာဖို့နဲ့အစိုးရအတွက်လေးပိုင်းနဲ့စွန့်မှုကိုကာကွယ်ပေးထားဖို့တိုက်လေရင်တွေဆီလွတ်ပေးခဲ့တယ်လို့အတည်ပြုတော့ပါတယ်။ပြီးတော့နိုင်ငံပိုင်ရုပ်မြင်သံကြားဌာနနဲ့စင်စကန်တစ်ခုမှစူဝေးနေတဲ့အာဏာသိမ်းဖို့ဂျင်စီတူရီကိုပါတိုက်ခတ်ခဲ့တယ်လို့နိုင်ဂျီးရီးယားကဆိုပါတယ်။ဘီနင်တမရပက်ထရစ်တာလွန်ကစစ်တပ်ထဲမှာနိုင်ငံအပေါ်ဆက်လက်တစ္ဆာဆောင်တည်တဲ့အရာရှိတွေအကူအညီကြောင့်အာနာသိမ့်ဖို့ကြိုးစားမှုကိုဖြိုခွင်းနိုင်ခဲ့တယ်လို့ တနိုင်ငံလုံးကိုလိမ့်မှုပြီးညနေပိုင်းမှာမေကွန်းပြောခဲ့ပါတယ်နိုင်ငံအပေါ်ဆက်ပြီးတစ္ဆာစောင့်တိကြောင်းပြသခဲ့တဲ့တပ်ဖွဲ့ဝင်တွေတက်ကောင်းဆောင်တွေကိုချီကျူးအသိမှတ်ပြုကြောင်းအစိုးရဟာအာဏာသိမ်းမဲ့အကြံစီတစ်ခုကနေလွတ်မြောက်ခဲ့ပြီးဆိုတော့ကိုပြည်သူတွေအာမခံနေကြောင်းတာလွန်ကဆိုပါတယ်အသက်68နှစ်အရွယ်တမရကအစိုးရတစ္ဆာကံတက်တွေဟာပုံကံသူတွေရဲ့နောက်ဆုံးလက်ကျန်အင်အားစုတွေကိုပါလိုက်လံရှင်းလင်းနေစေလို့ပြောပါတယ် ဘီနေမှာအခြေအနေတွေရှုပ်ထွေးနေချိန်အတော်တွင်နိုင်ငံသားတွေအနေနဲ့တက်နိုင်သမျှအိမ်ပြန်မထွက်ကြဖို့နဲ့ပြင်းထန်တဲ့ရုရှားတန်ယုံကနေအသီးသီးတရီပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ American တန်ယုံကတော့နိုင်ငံသားအလုံးကိုကိုတိုနူမျိုးကနေအတက်နိုင်ဆုံးရှောင်ကွဲနေကြဖို့အကြံပြုထားပါတယ်။ဒုတိယပို့ချုပ်ကြီး Pascal Tigery ဦးဆောင်တဲ့ပုံကံသူတွေကတော့နိုင်ငံမြောက်ပိုင်းမှာလုံခြုံရေးအခြေအနေဆိုးရွားလာနေတာဟာတာလွန်ဦးဆောင်တဲ့အစိုးရရဲ့ညံ့ပြင်းမှုကြောင့်လို့ဆွဆွဲပြီး အဲ့ဒါကြောင့်အာနာသိဖို့ဆုံးဖြတ်ခဲ့ကြောင်းစောပိုင်းမှာကြေညာခဲ့ပါတယ်။ဘီနင်းမြောက်ပိုင်းကနေဆက်တွေမှာအစွန်းရောက်ဂျီဟတ်ဝါဒီလက်နက်ကင်တောင်းကျမ်းသူတွေထားကြွနေပြီး IS Al Qaeda တို့နဲ့ဆက်ဆက်တဲ့ဆဲလ်တွေဟာတောင်ပိုင်းဒေသတွေထိစူးမှုနေမြေတွေချစ်ထွင်ဖို့ကြိုးစားနေပါတယ်။ဘီနင်းစစ်တပ်ဟာအဲ့ဒီစစ်သွေးကြွအင်အားစုတွေနဲ့တက်ခဲ့ရမှာအရေးမလာတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့စစ်ရေးနိုင်ငံရေးတုံးသက်ချက်တွေကိုတင်ဆက်ပေးပါမယ်။ အနာသိန်းစစ်တပ်ဟာသူတို့ရဲ့အရှုံးကိုဘယ်လိုသိခါစေနိုင်တယ်လဲအနာသိန်းကောင်းဆောင်မန္တလေးမဟာမုနိဖရမမြတ်တပိတ်ကိုင်းပြီးဆူတောင်းနေတာတွေ့ကြတယ်မဟုတ်လားတိုင်းပြည်ရဲ့အခြေအနေကိုသဘောပေါက်ကြပါလိမ့်မယ်အနာသိန်းကောင်းဆောင်မန္တလေးကိုရောက်လာတဲ့နေ့မနေ့ဆော့ဆော့မှဒေါက်တာတီဇာဆန်းနဲ့တော်လိုင်းသမားတွေကမန္တလေးဈေးကြုံမှာရွေးကောက်ပွဲမင်းမပိဖို့ဇန္ဒထုတ်ပေါ်လိုက်ကြပါတယ်ပြည်သူတွေကလက်ခုပ်တီအားပေးကြတယ်မန္တလေးလိုမြန်မာပြည်အလဲပိုင်းရဲ့အချက်အချာမြို့ကြီးမှာ လုံခြုံရေးကျိုးပေါက်နေပြီဆိုတာအတိုင်းသားမြင်လဲရပါတယ်။ NUG ရဲ့တန်တမန်နီလန်လက်ဆောင်ထက်ပုံကဥရောပတမကနိုင်ငံခြားရေးဝန်ကြီးတွေကိုတွေ့ဆုံပြီးရွေးကောက်ပွဲကိုအတိမတ်မပြုဖို့စည်းရုံးနိုင်ခဲ့ပါတယ်။ဟိုတနေ့ကဖင်လန်တန်ယုံပိတ်သိမ့်တယ်၊ဂျမနီကဒိမတ်တန်ယုံပိတ်သိမ့်တယ်။နောက်ထပ်ပိတ်သိမ့်မဲ့တန်ယုံတွေလာလေအောင်မယ်။ဘာကြောင့်ပိတ်သိမ့်သွားကြလဲဆိုရင်အဖြေကတော့ရှင်းပါတယ်။အနာသိန်းအစိုးရကတင်မြောက်မဲ့အတူရောင်အစိုးရနဲ့မဆက်ဆံခြင်းလို့ပိတ်သိမ့်ကြတာပါ။ဆူလူလာက မင်းတို့အစိုးရဟာမင်းတို့ပြည်သူတွေကြည်ကျင်းနဲ့နဲ့တင်းမြောက်ထားတဲ့အစိုးရမဟုတ်လို့ဒီလိုအစိုးရကိုငါတို့အတိမတ်မပြုတ်နိုင်ဘူးဆိုတဲ့သဘောမျိုးပါ American က online ငွေလိမ်ခိုင်းတွေမှာမြန်မာစစ်အာဏာရှင်တွေပါဝင်ပတ်သက်နေတယ်လို့ပြောပါတယ် Scam Center Strike Force ကိုလည်းဖွဲ့စည်းလိုက်ပါတယ်နောက်လည်းတကြွန်သူတွေကလွတ်တော်အစစ်အစစ်တင်ပြပြီးမှကြားဖြတ်နေနေရေးကိုတမရကလက်မှတ်ထိုးမှလို့ဆိုနေကြပေမဲ့ FBI ကထိုင်းနိုင်ငံတဲကိုရောက်နေပြီးကြားဖြတ်နေနေဖို့စတင်နေပါတယ်စစ်တကြီးရောက်လာတာတော့မဟုတ်ပါဘူး ဒါပေမဲ့မြန်မာစစ်တပ်ကတော့အမေရိကန်အလိုကျထူးချွေတင့်တာတွေထူးချွေနေတယ်ဖြိုဖျက်ပြနေတယ်လုံးဝရှင်းလင်းလိုက်တာတော့မဟုတ်ဘူးအမေရိကန်အလိုကျအယောင်ပြားလေးလုံနေတာပါဒါကိုကြည့်မယ်ဆိုရင်မြန်မာစစ် အာဏာရှင်တွေကိုးကွယ်နေတဲ့ရုရှားနဲ့တရုတ်ကလည်းမချစ်တော်လဲအောင့်ကန်နေဆိုသလိုကေဒီရှင်မရှိလို့ရှိတဲ့သူကိုကိုးကွယ်နေရတယ်ဆိုတာထင်ရှားနေပါတယ်တကယ်လို့သာအမေရိကန်ကအာဏာသိမ်းစစ်တပ်ကိုမျက်နှာသာပေးလာခဲ့မယ်ဆိုရင် အာဏာသိမ်းစစ်တပ်ဟာအမေရိကန်တောင်းဆိုသမျှလိုက်ရောမယ်ဆိုတဲ့ချင်းတွေကိုရောက်သွားခဲ့ပါပြီ တိုပေမဲ့ကဘာကြီးရဲ့တတမန်ရေးမှာတော့ NUG ကသာအတိမတ်ပြုခံရပါတယ်။ကြားဖြန့်ကိစ္စ၊ဘင်းကိစ္စ၊ရွေးကောက်ပွဲအတိမတ်မပြုရေးကိစ္စ၊နိုင်ငံခြားတန်ရုံတွေပိတ်သိမ်းတဲ့ကိစ္စ၊တမန်ကြီးဥကြုံမှုထွန်းကိုကုလတတမန်ဖြစ်ဆက်လက်ခန့်အပ်ထားတဲ့ကိစ္စတွေဟာ NUG ရဲ့အာတုံမှုတွေပါ။ဟိုတနေ့ကတော့ကုလသမဂ္ဂနဲ့ American ကမြန်မာနိုင်ငံကိုဘိန်းဆိုင်ပြုံးမှုနဲ့ထုတ်လွှင့်မှုအများဆုံးနိုင်ငံလို့သတင်းထုတ်ပြန်လိုက်ပါတယ်။ဘိန်းဆိုင်ပြုံးမှုနဲ့ထုတ်လွှင့်မှုများလာတဲ့အချိန်ကလည်း အာနာသိမ့်ပြီးနောက်ပိုင်းမှာဖြစ်လာတာဆိုတော့အာနာသိမ့်စစ်တပ်မှာအပြည့်အဝတာဝန်ရှိနေပါတယ်။ဗီနီဇွဲလာကိုလည်းမူရစ်စည်းဝါးနဲ့ဆွဆွဲထားပြီးစစ်အင်အားပြနေခြင်းဆိုတော့အာနာသိမ့်စစ်တပ်ဟာဖျားအစုံမှာပူလောင်စွာ လိုက်လံဆူတောင်းပြီးရည်ရွယ်မျိုးစုံချီနေရတာပါ။အခုတလောဆိုရှယ်မီဒီယာပေါ်မှာဘီဒင်ဆီယာရဲ့ဟောကြားချက်တွေမှတ်တယ်ဆိုတဲ့ post တွေခက်စိတ်စိတ်တွေ့လာရပါတယ်။လုံစာဘီဒင်ဆီယာတချို့လည်းမြမအချီနေကိုရန်တမ်းမှန်တမ်းပြောနေကြပါတယ်။ပညာရှင်နဲ့လိလသူများကိုတော့လေးစားပါတယ်။ ဘယ်လိုရည်ရည်ပညာရှင်ကမှအတ္တမကိုအဆုံးသတ်မပေးနိုင်ဘူးဆိုတာငါးနှစ်တာ တော်လိုင်းကြီးကာလကတက်သိပြနေပါတယ်။အကောင့်တွေကဝါသနာအရာလေးလာတင်ပြနေတဲ့ပညာရှင်များကိုလေးစားပါတယ်။အာနာသိန်းစစ်တရဲ့အခြေအနေကဘေးကျန်နေတဲ့အခြေအနေကိုရောက်ရှိနေပြီဆိုတာအလုံးသိမြင်နေကြသလိုသူတို့ကိုယ်တိုင်လည်းသိနေပါတယ်။ကောင်းပြီဘေးကျန်နေတဲ့ဖြစ်နေတဲ့အာနာသိန်းစစ်တဟာရွေးကောက်ပွဲမတိုင်မီဘာတွေလှုပ်လာနိုင်တယ်လဲ။ဆိုတော့ကိုသုံးသက်ကြည့်ရမယ်ဆိုရင် ဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးနိုင်တယ်။အာဏာသိမ်းစစ်တပ်ဟာ NUG နဲ့ညီကြရေးဆွေးနွေးလာနိုင်တယ်။အာဏာသိမ်းစစ်တပ်ဟာနိုင်ငံရေးကနေထွက်ခွာပြီးဘာရက်စစ်တမ်းရပြတ်မယ်ဆိုတဲ့အသည့်ပြောလာနိုင်ပါတယ်။ဒီတုံ့တက်မှုတွေဟာစာရေးဆရာရဲ့တကူကြီးတုံ့တက်မှုပါ။ဖြစ်ကောင်းဖြစ်လာနိုင်တဲ့အခြေအနေတွေတွေ့နေရလို့ဒီလိုတုံ့တက်ပါတယ်။အာဏာသိမ်းစစ်တပ်ဘက်ကဘယ်လိုဆွေးနွေးညှိနှိုင်းတာမျိုးပဲဖြစ်ဖြစ် NUG ရဲ့သဘောထားနောက်မှာနောက်လိုက်ကောင်ပီတာစွာနဲ့ဆက်လက်ရည်တည်ပေးနေမယ်လို့အသည့်ပေးတင်ပြခြင်းပါတယ်ခင်ဗျာ။ ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့တွင်ရောက်ရှိနေပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။